။ကဗျာဆရာမောင်စောခဥဆောင်နဲ့ဆက်သွယ်ရေးဥပဒေအ мян ဆုံးပြင်ဆင်ပေးအဖွဲ့ကလက်ရှိဆက်သွယ်ရေးဥပဒေကမရှိမကောင်းရှိမကောင်းဆိုတဲ့အခြေအနေမျိုးရောက်နေတဲ့အတွက်စိုက်ဘာလောအစ်ကိုပြဋ္ဌာန်းပေးဖို့တောင်းဆိုနေကြတာပါ။ဆက်သွယ်ရေးဥပဒေတချို့ကပြည်သူတွေအတွက်အကာအကွယ်ဖြစ်စေတယ်ဆိုပေမဲ့ပုံမှန်66ဂါးကြီးကတော့မလျော်ညီတဲ့နေရာမှာရှိနေသေးတဲ့အတွက် ပြင်ဆင်သင့်တယ်လို့ဆိုလာသူကကဗျာဆရာမောင်စောင်းခါပါ။ ဟိုတချို့တွေကပယ်ဖျက်ဖို့ပြောတာရှိရဲ့ဟိုဒါကလူခွင့်ကြီးကိုဟိုချိုးဖောက်တယ်လူဘာလဲကျွန်တော်လွတ်လပ်စွာပြောဆိုခွင့်ချိုးဖောက်တယ်အပယ်ဖျက်ရမယ်လို့ပြောထားရှိရဲ့ကျွန်တော်တို့တစ်ဖက်ကဘာပြန်စဉ်းစားမလဲဆိုတော့ဒီ online ပေါ်မှာဒီအမျိုးသမီးတွေကိုနှောက်ယှက်တာတွေဒါမှမဟုတ်ဒီလိမ်မန်းဆိုင်ရာဟိုဘာလဲဒီအမျက်ထုတ်မှုတွေရှိရဲ့ဆိုတော့အဲ့ဒီဟာတွေရောကျွန်တော်တို့ဒီဘာနဲ့ အကာအကွယ်ပြုမလဲသူတို့ဘာနဲ့အကာအကွယ်ပေးမလဲအဲ့ဒါနဲ့ပတ်သက်ပြီးကာဝယ်မဲ့ဥတွေလုံးဝမရှိနေဘူးဆိုတော့အဲ့ဒီဟာကိုကျွန်တော်ဒီဟာကိုပဲပြန်အသုံးချလိမ့်မယ်ယုံကြည်တယ်ဒါမဲ့နောက်တနည်းရှိတာ cyber လောပြထမ်းမလားဒီဖြစ်တော်ရောကျွန်တော်ဒီလက်ရှိအစိုးရပြည်ထရေးဟိုဒီဆက်တွေဝင်ကြီးဌာနကိုကျွန်တော်မေးရမှာက cyber လောပြထမ်းမှုရှိလား cyber လောပြထမ်းမယ်ဆိုရင်ဒီ၆ယောက်ကကြီးကဒီဆက်တွေဥပဒေပုံမှန်ဥပဒေထဲမှာလုံးဝမရှိတဲ့တော့သူတို့ cyber လောမပြထမ်းနိုင်နေဘူးဆိုတော့ကျွန်တော်ဒီဆက်တွေဥပဒေကိုပြင်ဆင်ပြီးတော့ကျွန်တော်ပြည်သူတွေအကောက်ွယ်ဖြစ်အောင် လူသားတယောက်ရဲ့အခွင့်အရေးအပြည့်အဝရအောင်နော်ဒီအောင်ပြင်ဆင်ပြီးတော့ဥပဒေအကောင့်နဲ့ဥပဒေတစ်ခုဖြစ်လာအောင်ကျွန်တော်တွန်းပို့တင်တယ်လို့ထင်တယ်ဗျာလက်တလုံးမှာဆက်သွယ်ရေးဥပဒေနဲ့တရားခွင်ရင်ဆိုင်နေရသူ32ဦးရှိပြီးဖမ်းဆီးချုံနှောင်ခံထားရသူ12ဦးရှိနေတယ်လို့ကြ བྱ ဆရာမောင်ဆောင်ခါကပြောပါတယ်ဥပဒေကြမ်းကော်မတီကဒီထက်အရေးကြီးတဲ့ဥပဒေတွေကိုပြင်ဆင်ဖို့ရှိတယ်လို့ဆိုပေမဲ့ဒီဥပဒေကလက်တလုံးမှာအများပြည်သူတွေကိုထိခိုက်နေနိုင်စေတဲ့အတွက်အများဆုံးပြင်ဆင်ဖို့လိုတယ်လို့ဆိုပါတယ် ဒီ campaign ကကျွန်တော်တို့ဒီဒီတရားရုံးနဲ့တက်ဆိုင်နဲ့ဒီအဝင်းဝိုင်းတစ်ခုတည်အောင်လုပ်တယ်ပြီးတော့ဒီကျွန်တော်တို့ဒီ media တွေကနေတချင်လွှတ်တော်ဟူတော်လောက်ကောင်ဒီအစိုးရဟူတော်လောက်ကောင်ဒီဆက်တွေဥပဒေကိုကျွန်တော်တို့ကပြင်ဆင်မှုတောင်းဆိုနေတယ်ဆိုတော့ message ကိုကျွန်တော်တို့စီရောက်အောင်ပို့ဒီ media တွေပဲရှိတော့ဒီအနေနဲ့ပတ်သက်ပြီးပြင်ဆင်ရေးကျွန်တော်တို့ကြိုးစားတဲ့အခါမှာဒီဥပဒေချမ်းကော်မတီကအတိတ်အရေးကြီးတဲ့ဥပဒေတွေရှိတယ်အတိတ်ပြင်ရမယ့်ဥပဒေရှိတယ်လို့ပြောနေတာရှိတယ်အတိတ်အရေးကြီးတာရှိကောင်းရှိလိမ့်မယ်သို့တော့လက်တလောအခြေအနေကပြည်သူ့ကိုအထူးအကြိမ်ဆုံးဖြစ်နေတဲ့ပုံမှန်ဒီ၆ရက်ကာကြီးဖြစ်တယ် အဲအကြောင်းမလို့ဒီပုံမှကို ပြင်ဆင်မှုအတွက်ကြိုးစားအမြန်ဆုံးကြိုးစားဆောင်ရွက်တင်တယ်လို့ကျွန်တော်ပြောတာဖြစ်တယ်ဗျဆက်သွယ်ရေးဥပဒေကိုအမြန်ဆုံးပြင်ဆင်နိုင်ဖို့လိလာသုံးသက်ရေးအဖွဲ့ကိုဖွဲ့ထားပြီးတစ်လအတွင်းအစည်းအဝေးခန်းစားတစ်ဆောင်အမြန်ဆုံးထုတ်ပြန်နိုင်ဖို့ကြိုးစားနေတယ်လို့ပြောပါတယ်။ဆက်သွယ်ရေးဥပဒေနဲ့ဖမ်းဆီးခံထားရသူတွေအားလုံးရဲ့တရားရုံးထုတ်တွေမှာလှုပ်ရှားမှုတွေကိုဇက်တိုက်လုပ်သွားမယ်လို့ပြောပါတယ်။ အခုဒီဘုံမနဲ့ပတ်သက်ပြီးကျွန်တော် receiving လောက်တာရှိတယ်အဲ့ဒီ receiving ကနေဒီအာဒီဒီတလားနှစ်လအတွင်းမှာကျွန်တော်အစီအင်္ဂနာတစ်ဆောင်အမြန်ဆုံးထုတ်ပြန်နိုင်အောင်ကြိုးစားနေတယ်သင်္ကန်းဆိုတာဒီဥပဒေရေးအားနည်းချက်ဒီအားသာချက်ဒီအဲဘာဒီပြင်ဆင်ရမလဲဘာဒီနည်းဥပဒေဆွဲမယ်ဆိုရင်ဘာဒီလိုအပ်လဲဒါမှမဟုတ်အခြားနည်းလမ်းဘာတွေရှိမလဲဆိုရဲအဲဘယ်တော့စနစ်တကျသုံးသက်လိလာချက်လိလာသုံးသက်ချက်တွေပါဝင်တဲ့အစီအင်္ဂနာတစ်ဆောင်လွှတ်တော်ပေးဖို့သားဖို့ရှိပါတယ်ဆိုတော့ပြီးတော့စက်တွေဥပဒေနဲ့အဖမ်းကြီးခံရတဲ့သူတွေအားလုံးရဲ့တရားရုံးတို့ဒီမှာကျွန်တော်တို့ဟိုဒီလှုပ်ရှားမှုတွေစဉ်းစားမပြတ်လှုပ်တော်ဖို့ရှိပါတယ်ဗျာ